ီးမီးယားလိထက်ဆိုင်ရင်ချန်ပီယံလိမှာပဲပုံမအားဆိုင်ဖို့ရွေးချယ်လိုက်တဲ့အာတီတာအာဆင်နယ်အသင်းရဲ့နီးပြချုပ်မီခေးအိုက်တာတော့အခုနောက်ပိုင်းကျွန်တော်ညီကိုလည်းရှင်းလင်းလင်းတွေ့ရမှာပါပရီးမီးယားလိမှာ ဘလို့ရလက်ပဲထွက်တဲ့ဘလို့ပဲကစိတ်ဝင်စားဘူးအသင်းရဲ့အဓိကကောင်းပေးညွန့်ပေးဆိုတဲ့ကစားသမားတွေကိုချန်ပီယံလိမှာပဲအဓိကသုံးဝတွေ့ရတယ်အဲ့လိုတော့ပထမဆုံးတစ်ချက်ကျွန်တော်စပြောလိုက်အောင်လူစင်းရင်အခြေအနေအနာပေးမှုဒါကိုလည်းအားလုံးမြင်နိုင်ပါပါအရင်တော့ကျွန်တော်တို့ဒီပရီးမီယာလိပွဲတစ်ပွဲကန်တော့မယ်ဆိုရင်ကောင်းပေးညွန့်ပေးဆိုတဲ့လူစင်းကိုပဲထုတ်လာတယ်အဲ့အနေပဲဒဲဖြုတ်တယ်ဒါပေမဲ့အခုနောက်ဆုံးကျွန်တော်တို့တည်ကြခဲ့တဲ့ Everton နဲ့ပွဲစဉ်ကော Brentford နဲ့ပွဲစဉ်ကိုကြည့်လိုက်မယ်ဆိုရင်အသင်းရဲ့အဓိကစားသမား5ဦးလောက်ထိကဒုတိယလည်းပဲမှဝင်လာတာဒါတော့မှအသင်းရလက်မကောင်းလို့နော်ဝင်လာခဲ့တာမဟုတ်ရင်အပြည့်အောင်ပေးနာခြင်းနဲ့ဘာကြောင့်လဲ Premier League ထက်ဆိုင် Champion League ကိုပို့ပြီးစိတ်ရောက်နေခဲ့တာအဲ့ဒီနီးပြတစ်ဖွဲ့လုံးရော player တွေရောကျွန်တော်တို့ fan တွေရောအကုန်လုံးက Champion League ကိုပဲစိတ်ရောက်နေတယ်အဲ့တော့ Brentford နဲ့တည်ကြသွားတဲ့ချိန် Everton နဲ့တည်ကြသွားတဲ့ချိန်မှာမကြည်နဲ့တာလေးရှိရင်ပဲလေ Champion League ဆိုတဲ့စိတ်နဲ့ကျွန်တော်တို့ဒီ အဆင်ပြေတယ်အရန်အရင်အလောက်တော့ကသိမ့်မဖြစ်ဘူးပြောလို့ရတယ်ကဲဒါဆိုရင်ကျွန်တော်တို့အေဗာဒန်သင်းတဲ့ပွဲစဉ်မှာဆိုရင်အနားပြီးခဲ့တဲ့လူတွေထဲမှာဆိုရင်မာတင်အိုရီဂန်ဂျူလီယန်တင်မာမာတင်နယ်လီဘူကာအိုဆာကာနောက်တစ်ယောက်ကတော့ခီယန်တီယန်နီကဝင်ဆော့ခဲ့ရပေါ့လေဒါပဲအဲ့တည်းထဲမှာပထမ first line နဲ့ထဲမှာပွဲထွက်ခဲ့ရဆိုလို့လူးဝစ်ကယ်လီဘန်ဝိုက်ဝန်နရီဒါပဲရှိရကျွန်တော်ကဂျော်ဂျင်ညိုနဲ့ရိုင်းစတာလင်တို့ကိုအရန်ကစားသမားတွေကိုအဓိကထားပြီး တုံးသွားခဲ့တယ်အသင်းရဲ့အဓိကကစားသမားတော်တော်များကို half time လောက်နားပြီးခဲ့ဒါကြောင့်လဲ Real Madrid နဲ့ကျွန်တော်တို့ quarter final နဲ့ပထမအကြော့တွေ့တဲ့အခါမှာအသင်းကနုနယ်ပြုမြင့်ပြီးတော့ stamina အပြည့်နဲ့တုံးနိုင်ခဲ့တာကစားသမားတွေတော်တော်နားချင်ရခဲ့တယ်ပြောလို့ရတယ် Brentford အသင်းနဲ့ပွဲစဉ်မှာဆိုရင်လဲဒုတိယပိုင်းမှာဝင်လာတဲ့ကစားသမားတွေမှာဆိုရင် Mikel Merino, Julian Timber, Bukayo Saka, Mario Origan နဲ့ Luis Kelly ဝမ်းစည်းဆိုတဲ့အနေထားမှာဝင်လာခဲ့ကြတဲ့ player တွေဒါပေမဲ့ကျွန်တော်တို့1-1ကျသွားခဲ့တယ် အဲ့ဆိုတော့အသင်းရဲ့အဓိကကစားသမားတွေကို Real Madrid ပွဲအတွက်ပဲခေါက်သိမ်းထားခဲ့တာအရင်တော့ဆိုကျွန်တော်ညီကိုသိတဲ့အချိန်မှာယာတီအစကံပြီးဆိုဒင်ပြည့်ချက်ပြည့်နေပဲ share ဖြုတ်တာအရင်မှလူစားလေးဖို့မရှိရင်နေလိမ့်မယ်အကောင်းဆုံးသောအသင်းကိုပဲထုတ်လွှင့်အားကြီးလို့အာရီဒါကဒီလူစင်းရလွှဲရင်ဘယ်သူမှမထက်တတ်ဘူးလားဆိုပြီးပြောတဲ့အထိတကယ်လက်တောင်းတင်းဆုံးလူစင်းကိုပဲသူသုံးလေးရှိတယ်အခုတော့ချန်ပီယံလိကိုသူပို့ပြီးမမောနေပြီကျွန်တော်လည်းအတိုင်းပဲဒါကိုထောက်ခံတယ်ပရီးမီးယားလိမှာအခုရှုံးသည့်ဖြစ်စေတေချာသည့်ဖြစ်စေအကြောင်းမို့သိဘူးဘာကြောင့်လဲဆိုတော့ပရီးမီးယားလိက 1-5အထိကျွန်တော်ချန်ပီယံလိဝင်ဝင်ရမှာကျွန်တော်တို့အဆင့်1ကအနေထားကလည်းအဆင့်5အဆင့်6ကအသေးနယ်ရှိမှဆိုရင်ရမက7မှတ်8မှတ်အလောက်ထိပြတ်ထားတဲ့အနေထားဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကချန်ပီယံလိမှာပို့ပြီးလုံးမယ်ဆိုလုံးလို့ရတဲ့အနေထားပဲအခု Rio ကျွန်တော်ပထမကျော့3ခုပြတ်နိုင်တယ်ဒုတိယကျော့မှာအသင်းရဲ့အကောင်းဆုံးကစားသမားတွေနဲ့ပဲဆက်ပြီးရင်ဆိုင်ရမှာတစ်ဖက်ကတော့တိုက်စစ်ဖွင့်ဆော့မှာပဲအဲ့ဒီအနေထားမှာကျွန်တော်ဂိုးဘလို့ပြန်ယူမလဲ ဒီရလက်ကိုထိမ်းပြီးတော့စပိန်မီကနေဘလို့ပြန်လာမလဲ။ CE ဖိုင်နယ်မှာတွေ့မဲ့အသင်းတွေကိုစောစီးဘလို့နှုတ်ဆက်မလဲဆိုတဲ့အပိုင်းကအရေးပါပါပဲ။ဒီအတွက်လည်းအိုက်ဒါအဓိကကစားသမားတွေကိုဒဏ်ရမှာဆိုတဲ့အတွက်ထိမ်းပြီးသုံးသွားတာကိုလည်းနားလေတယ်။အဲ့တော့ Everton အသင်းနဲ့ပွဲစဉ် Brentford အသင်းနဲ့ပွဲစဉ်တွေကရလက်တွေကိုအပြစ်မမြင်ဘူး။ Champions League မှာချစ်ချင်တာပဲရှိသိရဆိုတဲ့ပုံစံမျိုးပေါ့လေ။အဲနောက်တစ်ချက်အဲ့ဒါကတော့ခုနှစ်ပွဲဆက်အခြေအနေပရီးမီယာလိမှာဖြစ်ချင်တိုင်းဖြစ်နေတဲ့အာဆင်နယ်ချန်ပီယံလိမှာတော့ကောင်းကျင်တိုင်းကိုကောင်းနေတာ ပရီးမီးယားလိဂျောင်းရင်ပြောမယ်နောက်ဆုံး9ပွဲဆက်အခြေအနေကြည့်မယ်ဆိုပရီးမီးယားလိမှာကျွန်တော်တို့ဒီ2ပွဲပဲနိုင်ခဲ့တယ်အဲ့ဆိုအာဆင်နယ်ချန်ပီယံလိအခြေအနေကြည့်လိုက်အောင်အာဆင်နယ်ကနောက်ဆုံးချန်ပီယံလိ9ပွဲမှာဒီရသည်နော်တရေကတစ်ချိန်ပဲကြာတာတယ်နောက်ဆုံး9ပွဲမှာ ဲ့ခုနှစ်ပွဲရဲ့ဟိုးအရှိမှာတော့ကျွန်တော်ရှုံးတာရှိရတေးကြတာရှိရဒါထားလိုက်နောက်ဆုံးချန်ပီယံလိခုနှစ်ပွဲမှာဆိုတေးဒီချိန်ပဲကြတာရယ်ဒါသည် PSV ကိုကိုယ့်အိမ်ကိုမှာအဲ့ခံစားတဲ့တူတူကြတဲ့တပွဲပဲဂျန်နယ်ပွဲစဉ်ဒီမှာ Real Madrid အပါဝင် PSG လိုအသင်းမျိုးတွေတကယ်ကောင်းမွန်ညွတ်မြေဆိုတဲ့အသင်းတွေအကုန်လုံးနိုင်ထားခဲ့တယ် Dynamo Zagreb Monaco Girona PSV Real Sporting အကုန်လုံးနိုင်ထားခဲ့တာအဲ့ဆိုတော့ချန်ပီယံလိမှာဆိုအာဆီနယ်နောက်ဆုံး9ပွဲမှာ6ပွဲထိနိုင်ထားတယ် တပွဲပဲတည်ကြတာတယ်ပရီးမီးယားလိမှာတော့နှစ်ပွဲပဲနိုင်ထားပြီးကျန်တဲ့ပွဲတွေကတော့ဒါတပွဲရှုံကျန်တဲ့လေးပွဲကတည်ရလို့ပြောလို့ရတယ်ကဲဒါနောက်ဆုံးခုနှစ်ပွဲအခြေအနေပေါ့လေအဲ့ဆိုနောက်တစ်ချက်ရမတ်အနေထားနဲ့ရှုံထွက်အခြေအနေတချို့တွေကပြောတာပေါ့လေပရီးမီးယားလိကကာလာရှိပြိုင်နဲ့ပြိုင်ပွဲဖြစ်တဲ့အတွက်တချို့ညီတွေမှာပြင်ပြီးပြင်ဆင်လို့ရတယ်ပြိုင်ပွဲအမှားနဲ့ဟိုအမှတ်ကြီးမြောင်းလို့ရတယ်ဒါပေမဲ့လက်ရှိလက်ပေါဘူးနဲ့အာဆင်နယ်အခြေအနေကထင်သလောက်မယိုးရှင်းဘူး နောက်ဆုံးလီဗာပူးလက်ကျန်ပွဲစဉ်တွေအကုန်လုံးရှုံးခဲ့တဲ့နောက်မှာကျွန်တော်တို့ဒီလက်ကျန်ပွဲစဉ်တွေအကုန်လုံးနိုင်ပါမလားဆိုတဲ့အနေအထားကဒီအာဆင်နယ်ဖန်တွေကပဲပြင်ပြီးမေးခွန်းထုတ်နေရတယ်။အဲ့ဒါဆိုလီဗာပူးကအမှားတွေလုပ်ပြီးကိုယ်ကိုလက်ကမ်းချူနေတောင်မှအဲ့ဒီလက်ကိုလှမ်းဆွဲဖို့အတွက်ကိုတွေကလည်းအဲ့နေအောင်မရောက်ဘူး။တရေတွေကြလိုက်တိုင်ပတ်လိုက်အမှတ်တွေလွတ်ကြလိုက်ဖြစ်နေခဲ့တယ်။အဲ့တော့လက်စောစဲတော့ကျွန်တော်ကတော့လီဗာပူးကိုပရီးမီးယားလိဖလာနဲ့ပတ်သက်ပြီးတော့ကွန်ဂရက်ဂျူလေးရှင်းကြိုလုပ်ထားလိုက်ပြီ။အမှတ်ကလည်းပြတ်နေပြီ။ကန်ရမာကလည်း၆ပွဲပဲကျန်တော့တဲ့အနေအထား။ကဲဒါဆိုတစ်ဖက်မှာကြည့်လိုက်အောင် ရှုံးထွက်ဖလားရှုံးထွက်ဖလားလို့မြည်သည်ควอเตอร์ไฟน์နဲ့ซีไฟน์နဲ့โบลูပွဲအခုဆိုကျွန်တော်တို့ควอเตอร์ไฟน์နဲ့ဒုတိယအကြော့ကိုယ့်အကဲတည်းမှာဂျိုကာ၃ခုရှိထားတယ်ပြီးပြီရီယက်ကအဲ့၃ခုမကျော်နိုင်ရင်ကျွန်တော်စီမီရောက်မယ်စီမီမှာရောက်လို့ရှိရင်ကျွန်တော်တို့ဒီ PSG နဲ့တွေ့ရဖို့များတယ်တွေ့ရမဲ့ PSG ကိုလည်းပထမအကြော့မှာဘယ်လိုရလဲဒုတိယအကြော့မှာဘယ်လိုရလဲနှစ်ချော့ကံဝင်ရှိတယ်ပြင်ဆင်ဝင်ရှိတယ်တည်တည်ချာချာဥရောပပြင်ပအသေးနေဖြစ်တဲ့အတွက်ကိုเจ้าသူမသိသူเจ้าကိုမသိနေပဲကံရမှာ ်ပရီးမီးယားလိရအသင်းလေးလိုမျိုးကျွန်တော်တို့ခံစစ်ပိတ်ဆော့အောင်မဟုတ်ဘူးဒါဒီအာဆင်နဲ့တင်းအတွက်ဆိုရင်တော့ချန်ပီယံလိမှာအားတာချက်အဲ့ဒါကိုကျော်လွန်နိုင်ခဲ့ရင်ဘိုလူပွဲပြောချင်တာကကျွန်တော်တို့ဒီစုစုပေါင်း၄ပွဲကန်ရမယ်ရီယန်နဲ့တပွဲကိုတေးချထိန်းကန်နိုင်ရပြီကျန်တဲ့၃ပွဲကိုတော့ပရက်ရှာပြည့်နေအားသွန်ကိုစိုက်ကစားအဲ့ဒီအတွက်နီးပြမခီအိုက်တာကောင်းပြီညွန့်ပေးဆိုတဲ့လူစင်းတွေအကုန်လုံးကိုပရီးမီးယားလိမှာခောက်သိမ်းထားပြီးတော့ချန်ပီယံလိအတွက်ပဲတည်လာခဲ့တာကိုလည်းကျွန်တော်တို့နားလည်ပြီးရဒါကြောင့်လဲအာဆင်နယ်တင်းကချန်ပီယံလိအတွက်ပဲ ကစားသမားတွေကိုအဓိကတိမ်ပြီးသုံးသွားတော့တွေ့ရပါလေ။ကဲနောက်ဆုံးတစ်ချက်အဲ့ဒါတော့ချန်ပီယံဂုံပုတ်အခုပရီးမီးယားလိမှာကျွန်တော်တို့ချန်ပီယံမဖြစ်ခဲ့ရင်တော့မှချန်ပီယံလိဝင်ဝင်အတွက်ကကျွန်တော်တို့ကစိတ်ချရတဲ့အနေထားမှာရှိသွားပြီ။ကစားသမားတယောက်ကစူဖလိုက်ရဲ့ချန်ပီယံလိဝင်ဝင်ရဲ့မြန်မာတဲ့လောက်ခလာစာရဲ့အသင်းရဲ့ project အဲ့ဒီလေးခုတစ်ခုခုညှိလို့ရှိရင်ဆက်နေဒါပေမဲ့အာဆင်နယ်ရဲ့ quality မြင့် player တွေကတော့တကယ်အသင်းကြီးတွေကလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့သူတို့ဆွဲဆောင်မှုဆိုရင်တော့လောက်ခလာစာနဲ့နေမပြီးဘူး။ ချံမြလိဝင်ဝင်နဲ့ပြီးလားဆိုတော့မပြီးဘူးအဓိကတော့စူဖလားတစ်ခုခုနဲ့ဒီရာဒီမှာကျွန်တော်ချံမြလိမှာဘယ်လောက်ထိရောက်ခဲ့လဲနောက်ဆုံးစူဖလားရခဲ့တယ်အဲ့ဒါဒီသူတို့တတန်းတိုးဖို့အတွက်ဆိုအကောင်ဆုံးဆွဲဆောင်နိုင်တဲ့အချက်ပဲအခုအသင်းမှာတတန်းတိုးဖို့စာကာဆာလီဘာဂီဗီယံမကာကြီးနဲ့ထရော့ဆက်ဒီပလီယာတွေကျွန်내ပလီယာတွေတတန်းတို့ဖို့ရှိပါသေးတယ်။ဒါပေမဲ့ဒီပလီယာတွေကတော့ဦးစားပြီးပေါ့လေ။ပြီးတော့လူငယ်ကစားသမားလေးဝန်နဒီနဲ့လူးဝစ်ကယ်လီသူတို့လည်းတတန်းတို့ရမှာ ဒီလိုအနေထားမှာအသေးအနေနဲ့ချန်ပီယံလီဖလားသာရခဲ့မယ်ဆိုရင်အားလုံးပြီးသွားပြီဒီအသင်းမှနေရင်ဒီလိုမျိုးဖလားတွေရနိုင်တယ်ဒါမှမဟုတ်ကျွန်တော်အဆင့်တစ်ခုခုရောက်ခဲ့ရင်တောင်မှနောက်နေ့ငါတို့ထပ်ပြီး challenge လုပ်လို့ရတယ်ဆိုတဲ့အစုဖွဲ့တစ်ခုရှိတယ်။နှွေးမထပ်ပြီး invest လုပ်မဲ့အနေအထားရှိတယ်။တချို့ player တွေတော့ကြည်တာပေါ့လေ။ Arsenal အသင်းဘုတ်ဖွဲ့ကနှွေးရတီမှာလူမဖြစ်ရင်ငါတို့လည်း limit မဲ့ဆိုတဲ့ပုံစံမျိုးနဲ့စောင့်ကြည့်တဲ့ player တွေလည်းရှိတယ်။အဲ့အတွက်နှွေးမတကယ် invest လုပ်တဲ့ဘုတ်ဖွဲ့ decision making တွေကိုလည်းကျွန်တော်တို့တစ်ချက်တော့ကြည့်ရမယ်။ အဲ့ဒါမှန်ကန်မှပဲအသင်းမှာသူတို့ဆက်ပြီးဆွဲဆောင်နိုင်မှာအခုအာဆင်နယ်အသင်းရင်ဆိုင်နေရတာက player တွေထပ်ဖြည့်ဖို့ရှိတယ်ရှင်ဆက် player တွေကိုစာချုပ်တက်တန်တိုးဖို့ရှိတယ်ဓာတ်ဝူတွေကိုရှင်းထုတ်ရဖို့ရှိတယ်ဒီနေ့ထောင်းမှာအာဆာဒရိုက်တာတက် န်ဒရီဘာတာရဲ့အလုံးရှုပ်ဆုံးကာလလို့ပြောလို့ရတယ်။အီဒူကတ်စပါတော့ထွက်သွားပြီ။ဒါပေမဲ့အီဒူကိုတခု credit ပေးတာကအသင်းရဲ့အရေးကြီးတဲ့ကစားသမားတွေကိုအချိန်မီတက်တန်းတိုးနိုင်ခဲ့တဲ့ကာလတွေရှိမှရှိခဲ့။ဒါတော့ credit ပေးတယ်။လူခေါ်တဲ့ပိုင်းမှာတော့သူ့ရဲ့အားမရတဲ့အချက်တွေကိုတော့အထူးလည်းပြောမနေတော့ဘူး။အဲ့တော့အာဆင်နယ်တင်းနေနဲ့ဘာကြောင့် Premier League ကမ်းခြေထက်ဆိုင် Champions League ကမ်းခြေကိုရွေးသွားလဲ။အဖြေအားရှင်းရှင်းလေးရဖြစ်နိုင်ခြေရှိတဲ့ reality ကိုစူးစမ်းသွားတာ။ဒီအတွက်လည်းအိုက်တာပါဝင်အသင်းရဲ့ player တွေအားလုံးနဲ့နီးပြောက်ဖို့ဝင်တဲ့အားလုံးကို လုံးဝ appreciate ဖြစ်တယ်အဲ့ဆို Premier League မှာဖြစ်ချင်နိုင်ဖြစ်ပလိစေ Champion League မှာနိုင်ရင်နိုင်နိုင်ပြီးတော့ Super League နဲ့လက်ရကန် quality တဖြည်းဖြည်းရောက်လာတယ်လို့ခန်းစားလာရပါတယ်အဲ့ဆိုကျွန်တော်တို့ယာတီကုံမှာ Champion League play ရမလားနောက်တစ်ချက်က Champion League ပိုလူပွဲရောက်ခဲ့လို့ဂျွန်လာအထိကံရသေးတယ်ဆိုရင်ခိုင်ဘက်ကလည်းအဲ့ဒီမီပြန်လာဖို့ရှိနေဖြစ်တဲ့အတွက်ဘာမဆိုဖြစ်လာနိုင်တဲ့အဓိကကိုကစူးစမ်းနေဖို့ပဲ Real ကြော်ဖြတ်နိုင်ပြီဆိုရင်တော့ Arsenal ရဲ့အသင်း player တွေအကုန်လုံးရဲ့ mandate ကတော့ ကြိုက်တဲ့အတင်းလာဆိုတဲ့ပုံစံဖြစ်သွားပြီဒါက reality အဲ့တော့18ရက်နေ့မှာကံမဲ့ Champion League ဒုတိယအကြော့ပွဲစဉ်မှာတော့3-9ပြတ်နိုင်ထားပြီမယ်လေမပေါ်ဆဖို့လိုအပ်ပါတယ်ဟိုကတော့ဖြစ်နိုင်ရည်ရှိသမျှအကုန်လုံးနဲ့ PR baby Spain မြန်မာအခက်ကစားသွားမယ်ဆိုတဲ့သတင်းတွေတက်နေတယ်ကျွန်တော်တို့အိပ်ပွဲကြော်ဖြတ်နိုင်ရင် Premier League မှာဖြစ်ချင်နိုင်ဖြစ်ခဲ့တာကိုမေးပြောက်ပြီးလို့ရပါပြီအဆုံးထိကြည့်ပြတော့လဲ အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီဇန်လေးကိုဒီကဝန်ကြီးပေါင်းပြီးတဲ့ show ပေါ်လုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆောက်မယ်ဆိုတော့ Viber ဖုန်းနံပါတ်တင်ကြကို9016633936တက်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်မှာဖြစ်လို့ငွေပုံငွေဆက်ရှိမှာဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတက်ဆိုတော့ YouTube မှာကိုထုတ်ပေါ်ပေါ် show ရရှိပြီးကျွန်တော်အားပေးလို့ရပါတယ် iPad ခွင့်ရှိကို Sport Internet 9 km တူကိုကစားလို့ရနေပါပြီ